အားလုံးပဲမင်္ဂလာပါဗျာ။စိုင်းလန်သတင်းထားလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ Good set ပေးမယ်ရုပ်တံပြီးတော့ဖန်တီးရတော့စိတ်ဝင်စားစရာကောင်းတယ်။ရိုဟင်ဂျာအရေးကိုတင်ပြလာတဲ့ကိုငင်းချောင်းရဲ့ရုပ်တံဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာကိုငင်းချောင်းကဘလို့ရိုဟင်ဂျာအရေးကိုတင်ဆက်ပြောဆိုထားတဲ့လဲဆိုတော့ကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းစိုင်းလန်သတင်းထားလာမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ရိုးရိုးရှင်းရှင်းဖြစ်အောင်ကျွန်တော်တို့ရိုဟင်ဂျာအရေးကိုပြောပြောကြရအောင်ရိုဟင်ဂျာအရေးမှာဗမာတွေကဘလို့ချင်းကတ်တယ်လဲရိုဟင်ဂျာအရေးမှာဗမာစစ်တပ်ဗမာအတိုင်းအဝိုင်းရခိုင်တွေကဘလို့ချင်းကတ်တယ်လဲရိုဟင်ဂျာတွေကဘလို့တုံ့ပြန်တယ်လဲကိုကျော်မင်းကိုအစ္စလာမ်ဘဝါလေးကောရိုဟင်ဂျာအရေးကို ဗမာတွေအများစုကဘလို့ချင်းကတလေရိုဟင်ဂျာတွေကဘလို့တုံ့ပြန်တလေအခြေအနေတွေကဘလို့ဖြစ်တလေဆိုတာအချိန်ကာလတစ်ခုကြာသွားတဲ့အခါမှာခမားတို့ကိုကျွန်တော်ရှင်းပြပါမယ်ဗမာအတိုင်းဝိုင်းကရိုဟင်ဂျာအရေးကိုချင်းကတ်တဲ့အခါမှာဘာသာရေးလူမျိုးမတူလို့ဘာသာရေးဆိုတဲ့ကိစ္စနဲ့ချင်းကတ်တယ်ဒီလူတွေကဗုဒ္ဓဘာသာမဟုတ်ဘူးဒီလူတွေကဗုဒ္ဓဘာသာမဟုတ်ဘူး ဒီလိုမျိုးနဲ့ရခိုင်တွေကချင်းကတ်တယ်ရခိုင်တွေဆိုလို့ရှိရင်ဟိုတရားမဝင်ဝင်လာတယ်ဆိုပြီးတော့ချင်းကတ်တယ်ဘာသာရေးနဲ့တရားမဝင်မှုကိုတွဲပြီးတော့ချင်းကတ်တယ်ရိုဟင်ဂျာတွေကဘလို့တုံ့ပြန်တယ်လဲဆိုတော့နိုင်ငံတကာမှာတုံ့ပြန်တဲ့အခါမှာလူမျိုးစုဆိုပြီးတော့တုံ့ပြန်တယ်ခင်ဗျားတို့တည်င်းနေခင်ဗျားတို့တည်င်းနေနိုင်ငံတကာသတင်းတွေနိုင်ငံတကာမှာရိုဟင်ဂျာခေါင်းဆောင်တွေအင်တာဗျူးတာကြီးလိုက်ဘာသာရေးဆိုတာတခေါမှမပြောဘူးသူတို့ရိုဟင်ဂျာလူမျိုးစုတစုကို အမိုးဖွင့်တဲ့နော်ဟိုဘယ်လိုပြောမလဲအမိုးဖွင့်တဲ့ကန့်ကြီးတွေပေါ့အမိုးဖွင့်တဲ့စခန်းကြီးတွေသူတို့ကနှီးမျိုးစုံနဲ့ချုပ်ချယ်တယ်သူတို့လူမျိုးစုတစုတည်းကိုဒီလိုမျိုးချုပ်ချယ်တယ်ဆိုပြီးတော့ရိုဟင်ဂျာခေါင်းဆောင်တွေအကုန်လုံးကနိုင်ငံတကာမှာပုံဖော်တယ်သူတို့ကနိုင်ငံတကာမှာပုံဖော်တာလူမျိုးစုပုံစံနဲ့ပုံဖော်တာနော်ဒီခါမှာလူခွင့်ရေးအဖွဲ့အစည်းအဖွဲ့တွေနိုင်ငံတကာကလူခွင့်လူနိုင်ငံတကာလူလူခွင့်ရေးအဖွဲ့အစည်းတွေဗမာပြည်သားနိုင်ငံဗမာပြည်သားလူခွင့်ရေးအဖွဲ့အစည်းတွေပါအ လူမျိုးစုနဲ့ပုံဖော်တဲ့အခါကျတော့လူအခွင့်အရေးကိုအကြောင်းပြပြီးတော့သူတို့ရဲ့နောက်မှာအင်အားအကြီးဖြစ်သွားတယ်ကျွန်တော်တော့ပါတယ်ညီညာအောင်ဘရောမဟာငါမပါဘူးပါတယ်ဆိုပြီးပြောတာမဟုတ်ဘူးကျွန်တော်တော့ပါတယ်ကိုကျော်မင်းကိုတော့ပါတယ်ဘာဖြစ်လို့ပါလဲဆိုတော့လူမျိုးစုတစုကိုပြိနှိပ်ချုပ်ချယ်ပြီးတော့လှုပ်ပြီးဟဲဆိုလို့ရှိရင်ဒါဟာလှုပ်လို့မရဘူး1982နိုင်ငံသားဥပဒေဘရောဘာတို့ကိုလက်ခံလို့မရဘူးဆိုပြီးတော့ပြောတဲ့အထက်မှာညီညာအောင်ပါတယ်တကယ်ပါလုံးကလူခွေရေးဖွဲ့စည်းတွေပါတယ် ဓမ္မပြည်အဖွဲ့ထားတဲ့လူခွေရေးအဖွဲ့အစည်းတွေပါတယ်။တချို့တိုင်းရင်းသားတွေမှာအကုန်ပါသွားတယ်။ဒီအခါမှာနိုင်ငံတကာရဲ့ပြရုံမှာဗမာတွေရခိုင်တွေအကုန်လုံးကလူမျိုးစုတစုကို ခွဲခြားဆက်ဆံနေလူမျိုးစုတစုကိုဖိနှိပ်တယ်လူမျိုးစုတစုကိုတပ်ဖြတ်တယ်ဆိုပြီးတော့ဂျနိုဆိုက်အထိပါပြောလို့ရတဲ့ပြောလို့ရတာနော်ဂျနိုဆိုက်လို့ကျွန်တော်သတ်မှတ်တာမဟုတ်ဘူးပြောလို့ရတဲ့အထိတကဘာလုံးမှာဖြစ်သွားတယ်ချင်းကပ်ပုံဝင်ဖြစ်ရှင်းပုံဝင်အဲ့တော့သူတို့ကနိုင်ငံတကာအင်အားရသွားပြီ ပြည်တွင်းမှာဖြည့်ရှင်းတဲ့အခါလဲကြလဲကြရောဘာသာရေးကိုဆွဲပြီးတော့ထည့်လိုက်ဘာသာရေးကိုဆွဲပြီးထည့်လိုက်တဲ့အခါဗမာပြည်ထဲမှာပဲနော်မပုံတင်နေရနိုင်ငံသားတွေဖြစ်ဘာသာတူတဲ့လူတွေက ပထမပိုင်းမှာခိုးဝင်ဘာညာတာရကာဆိုပြီးတော့ပြောတယ်ဆိုပေမဲ့နောက်ဆုံးကြတော့ဘာသာရေးနဲ့ဆွဲပြီးတော့စီလိုက်တဲ့အခါသူတို့ကနိုင်ငံတကာအင်အားတွေလည်းရထားတယ်ပြည်တွင်းမှာလည်းဘာသာရေးအရာရတဲ့အခါပြည်တွင်းမှာတွင် ပြဿနာတက်ပြီ ဟိုးအရင်ကနေခဲ့တဲ့လူတွေအတူတူရှင်တွဲပြီးတော့နေတဲ့သူတွေပါသိတယ်မှာဘာသာရေးနဲ့ဖြစ်တဲ့အခါကျတော့ပြဿနာတွေဖြစ်လာအဲ့တော့ပြဿနာရဲ့အရင်အမြစ်ကချင်းကပ်ပုံဖြည့်ရှင်းပုံချင်းကပ်ပုံရဲ့ဖြည့်ရှင်းပုံခင်ဗျားတို့ချင်းကပ်ပုံနဲ့ဖြည့်ရှင်းပုံနဲ့မတူတော့ဘူးဟေ့ဆိုရင်ခင်ဗျားတို့ဘလို့မှကိုညှိလို့မရတဲ့အနေအထားနဲ့ဒီပြဿနာကတဝဲလေလေလဲနေမယ်။ဒါမျိုးကိုနော်ဗမာပြည်ထဲမှာရှိတဲ့နိုင်ငံရေးသမားတွေ လူမျိုးစုခေါင်းဆောင်တွေကချင်းကတ်တာမှန်းနေဘာသာရေးဟိုနိုင်ငံရေးသမားတွေလူမျိုးစုခေါင်းဆောင်တွေက ဖြည့်ရှင်းနိုင်တယ်ဒါပေမဲ့စစ်တပ်ကြတော့မဖြည့်ရှင်းတော့ဘူးဘာဖြစ်လို့စစ်တပ်ကမဖြည့်ရှင်းလဲဆိုတော့စစ်တပ်ကသူကပိတ်နေလို့ရတယ်နိုင်ငံတကာနဲ့မဆက်ဆံနေလဲရတယ်နိုင်ငံတကာနဲ့မဆက်ဆံမဲနဲ့နေလဲရတယ်ဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေနော်ပြည်သူတွေဆိုတာခမည်းလည်းပါတယ်ကျွန်တော်လည်းပါတယ်ခမည်းက passport အနီကိုကင်ပြီးတော့ထွက်ပြီဆိုတာနဲ့ခမည်းက အ ਨੇ ဆုံးနိုင်ငံတကာနဲ့ဆက်ဆံအပ်ပြီးလေရင်ဟိုလေလေချောင်းကဥပဒေတွေနိုင်ငံတကာကထုတ်ထားတဲ့ကိစ္စတွေနဲ့ခမရဆက်ဆံအပ်ပြီးမနီလာရဲ့သတိရတယ်အန်တီဆုစုမြရဲ့သတိရတယ်ဒီတော့ဒေါ်အောင်ဆန်းစုကြည်ကအစားနော်ဖြည့်ရှင်းပုံမှာပြဿနာကဟိုဘယ်လိုပြောမလဲဆိုတော့ဒေါ်အောင်ဆန်းစုကြည်ပြဿနာပြတ်သွားတဲ့ကိစ္စတွေကအဲ့ဒီကိစ္စပါတယ်သူကချင်းကတ်တဲ့ကိစ္စမှာနော်ဟိုဘယ်လိုပြောမလဲလူခွင့်ရင်းနဲ့ပတ်သက်ပြီးတော့ဒေါ်စုကချင်းကတ် ဒါပေမဲ့ပြဿနာရှာတဲ့ကောင်တွေကဘာသာရေးနဲ့ရှာတယ်။စစ်တပ်ကကောင်တွေဝီယာသူတို့တီတကူတို့ခြေသမျကောင်တွေအကုန်လုံးကဘာသာရေးနဲ့ပြဿနာရှာတယ်။ဒေါအောင်ဆန်းစုကြည်ကလူအခွင့်ရေးနဲ့ချင်းကပ်တယ်။ဒါပေမဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအကုန်လုံးတဲ့ကြားထဲမှာကြတော့ဒေါအောင်ဆန်းစုကြည်ရဲ့အင်အားသည်နိုဘယ်ဆုရှင်ဒီကိစ္စတစ်ခုပဲဗမာတွေထောက်ခံတယ်ဆိုတဲ့ဟာတစ်ခုပဲဒေါအောင်ဆန်းစုကြည်မှာအင်အားရှိတယ်။ဒီတော့နိုင်ငံတကာရဲ့ PR တွေကိုဒေါအောင်ဆန်းစုကြည်ကဘလို့မှ ဘယ်လိုပြောမလဲဆိုတော့ရင်ဆိုင်လို့မရဘူး။ဘာလဲဆိုတော့သူဟာသူသွားပြီးတော့ကြိုက်တယ်လို့ဖြည့်ရှင်း။သူဟာသူသွားပြီးတော့ကြိုက်တယ်လို့မျိုးလှုပ်တောင်မှစစ်တပ်ကကောင်တွေကတောက်လျှောက်ပြဿနာတွေရှားနေတယ်။ဒါကခမရတို့ကိုနိုင်ငံတကာမှာချင်းကပ်ပုံဝင်ဖြည့်ရှင်းနေရပဲ။ဒါကျွန်တော်ပြောသေးတာ။ဗမာပြည်ထဲမှာလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ချင်းကပ်နီးနဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖြည့်ရှင်းနီးကဒီနေ့ဘု து အကြောင်းကိုပြောရင်ကောင်းမလဲဆိုတော့ကင်အဲရီပေါ့ကိုထိန်လင်းကနေပြီးတော့ကျွန်တော်အမေကိုလှုပ်ပေးပါဆိုပြီးတိုင်းမဲ့ကစင်းမှာရေးထားတဲ့စောင်းပါ ကိုထိန်လေးရေးတာတကယ်ကောင်းပါတယ်။သူ့အမေကိုလွတ်စေခြင်းနဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလွတ်စေခြင်းနဲ့ဗမာပြည်ကြီးကိုကောင်းစေခြင်းနဲ့โอเคဒါကိုထိန်လေးရေးတာမှပြောစရာမလိုဘူး။သို့တော့ချင်းကတ်တဲ့အပိုင်းကြတော့ခမရတို့ချင်းကတ်တာနဲ့ကျွန်တော်ချင်းကတ်တာနဲ့တူမှာမဟုတ်ပြန်တော့။ဘာဖြစ်လို့မတူလဲဆိုတော့ကိုထိန်လေးရေးတဲ့အချိန်မှာဥသန်းတန်းရွှေခစ်ကပေါ့။တန်းရွှေခစ်ကနော် ိုးဒေါ်အောင်ဆန်းစုကြည်ကိုဖမ်းတယ်ဆိုလို့ရှိရင်လည်းအချုပ်ထဲမှာတရက်နှစ်ရက်သုံးရက်ပေါ့တပတ်နှစ်ပတ်ထားတယ်ပြီးသွားလို့ရှိလို့ရှိရင်နေအိမ်အကျဉ်းချုပ်ထားတယ်ပေါ့အဲ့ဒီအချိန်မှာကိုထိန်လေးရဲတဲ့အထဲမှာပဲအဖေရပါလာတန်းရွှေခင်မှာဒေါ်အောင်ဆန်းစုကြည်ကိုအိမ်အကျဉ်းချုပ်ထားတော့ကိုထိန်လေးနေမဟုတ်ဘူးအမေရိကမှာနေတဲ့သူ့အကိုပါသူတို့ခရစ်စမတ်ပွဲတွေပါသူတို့ကျင်းပလို့ရတယ် အဲ့ဒီခေတ်ကအခုလို online တွေပါပေါ်တာမဟုတ်ဘူးကျိန်းသေးတာကတော့ဒေါ်အောင်ဆန်းစုကြည်ကအိမ်ထဲကနေပြီးတော့ဖုန်းဆက်လို့ရတယ်။သားရေ Merry Christmas ပါပေါ့။သားရေကလည်းအမေရေ Merry Christmas ပါဆိုပြီးတော့ဒေါ်အောင်ဆန်းစုကြည်ကအိမ်အကျယ်ကျုံမှာပြောခွင့်ဆိုခွင့်နေရှိတယ်။ပြီးသွားလို့ရှိရင်အိမ်အကျယ်ကျုံဖြစ်တဲ့အခါကျတော့သူ့ကိုပြုစုစောင့်ရှောက်နေတဲ့သူတွေကနေပြီးတော့နော်ဟိုဘယ်လိုပြောမလဲဆိုတော့စာပို့လို့ရတာရှိမယ်ဒါမှမဟုတ်ဗဇက်နဲ့ပြောလို့ရတာရှိမယ်အပြင်နဲ့ဆက်သွယ်လို့ရ။ဒါကကိုထိန်လေးကင်အဲရိကဲတိုင်းမယ်ကစင်းမှာရေးတဲ့စောင်းမားထဲမှာပါတဲ့ဟာကိုပြောတာနော်။ သူ့အမေကိုအိမ်အကျကျုပ်ထားတဲ့အချိန်မှာသူတို့အသက်17နှစ်17နှစ်13နှစ်14နှစ်ပေါ့အဲ့ဒီအချိန်မှာသူတို့ကခရစ်စမတ်တောင်ကျင်းပခွင့်ရှိတယ်ဒီတော့ဒေါအောင်ဆန်းစုကြည်တွတ်တဲ့ကိစ္စမှာချင်းကပ်ပုံမှာကျွန်တော်ထင်တာကိုပြောတာပေါ့ဒါကျွန်တော်အမြင်သက်သက်ပဲနော်ဘယ်သူအမြင်မှမပါဘူးဘယ်သူမှစော်ကားတာမဟုတ်ဘူးကျွန်တော်အမြင်ကဒီတစ်ခေါက်အာနာသိရင်လေဒေါအောင်ဆန်းစုကြည်ကငါအိမ်အကျကျုပ်ကြမှာပဲဆိုပြီးတော့သူချင်းကပ်ကောင်းချင်းကပ်လိမ့်ကျွန်တော်အမြင်ဆိုလို့ရှိရင်တော့ကျွန်တော်ကျင်းနေပြောရတာကဒေါအောင်ဆန်းစုကြည်ရဲ့စိတ်ကိုကျွန်တော်မသိဘူး 大王山水局个今朝我们未办，我多多今朝听那个表演，苗兰呀，大王山水局，人家介绍到白他们，大王山水个阿边呢，你苗种十多块路亚奶奶，第六苗都青家里面，第六苗都阿片土块里，多多苗兰说来讲啊，大王山水局阿古青哈嘛，龙娃个不都你嘛对路苗啊，同你嘛差来，都罗罗经那点嘛，都罗抽得哈嘛。 ဲ့ NLD ဟာဒေါ်အောင်ဆန်းစုကြည်ကနေပြီးတော့ပြောပါတယ်ဆိုပြီးတော့ဝါဒဖြန့်ဝင်လည်းမရှိတော့ဘူးဒေါ်အောင်ဆန်းစုကြည်ကလည်းတကယ်ပေးလို့မရဘူးအဲ့ဒီခါမှာအခု UNG ပဲဖြစ်ဖြစ် NLD တွေပဲဖြစ်ဖြစ်ဘလို့ဖြစ်လဲဆိုတော့ဟိုခေါင်းဖြတ်ပြီးတော့အသက်ခံရတဲ့ကြက်လိုပဲခေါင်းဖြတ်ပြီးအသက်ခံရတဲ့ကြက်လိုပဲခေါင်းဒုံးနဲ့ဖြတ်ပြီးတော့ဒီကမှာကြက်ခန္ဓာကိုယ်ကြီးကိုပြစ်လိုက်တယ်လို့ပဲဘယ်နေရာဖလ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 ာနဲ့ရှိတဲ့မှာဖြစ်ချင်းတယ်လို့ဖြစ်ကုန်တာဖြစ်ချင်းတယ်လို့ဖြစ်ကုန်တာဒီတော့ခမရတို့ကိုပြောချင်တာက နိုင်ငံတကာမှာပြောနေတယ် critical thinking critical thinking ပေါ့ဖြန့်ကျက်ပြီးတော့တွေးပါနော်ဖြန့်ကျက်ပြီးတော့စဉ်းစားပါဖြန့်ကျက်ပြီးတော့အဖြေရှာပါဆိုပြီးတော့ပြောသလိုပေါ့ကိုယ့်ရဲ့အတွေးအခေါ်တွေကိုယ့်ရဲ့အယူအဆတွေကိုတည်တည်ချာချာစဉ်းစားဖို့လိုတယ်ဟေးဟိုဘက်ကဘလို့ချင်းကပ်နေလဲဟိုဘက်ကဘလို့ဖြည့်ရှင်းနေလဲငါတို့ကဘလို့ဖြည့်ရှင်းမလဲငါတို့ကဘလို့တုံ့ပြန်မလဲဒီတော့ခင်ဗျားတို့ဟိုရိုဟင်ဂျာအခုပြန်ပြီးတော့စမယ်ရိုဟင်ဂျာတွေကမျှနှမျှပြစ်တာ ဘာသာရေးများနဲ့လည်းပြစ်ထားတယ်လူခွင့်ရေးများနဲ့လည်းပြစ်ထားတယ်ဒီကြားထဲမှာမှသူတို့နောက်ကရှိနေတဲ့ဘယ်လိုပြောမလဲဆိုတော့ငွေရေးကြေးရေးပေါ့ငွေရေးကြေးရေးများနဲ့လည်းပြစ်ထားတယ်ခမရတို့ဗမာပြည်မှာရှိတာကဘာမှမရှိဘူးသူတို့ပြစ်တဲ့များတွေကိုခမရတို့မှာဖြည့်ရှင်းနိုင်တဲ့ကိစ္စကဘာမှမရှိဘူးအခုဆိုရင်ပိုဆိုးသွားပြီအရင်တုန်းကဆိုရင်ဒေါ်အောင်ဆန်းစုကြည်ရဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဆိုတဲ့တရားကြီးနဲ့သူတို့မြစ်တဲ့သူတို့အမြားကိုနှစ်ချောင်းကိုအချိန်တိုင်းမပြစ်တတ်ရင်လို့ရှိလို့ရှိရင်ဒီဘက်ကကရင်လွတ်တယ် ်ဒီဘက်ကကာရင်လွတ်တယ်အခုချိန်မှာခမားတို့ဘက်မှာအခုဖြည့်ရှင်းနိုင်တယ်လို့မရှိဘူးအန်ယူဂျီဆိုဘလောက်ဖြစ်သွားလဲဆိုတော့ရိုဟင်ဂျာတွေနဲ့ပါပေါင်းပြီးတော့သူကဒီအမှုတွေအကုန်လုံးကိုသဘောတူထားတာအဲ့ခါမှာဒေါအောင်ဆန်းစုကြည်တို့ဦးထင်ကျော်တို့ကိုတရားစွဲတဲ့အမှုမှာပါသဘောတူတဲ့အထဲမှာပါသွားတာအန်ယူဂျီကပါသွားပြီအာဂျင်တီးနားမှာစွဲတဲ့အမှုကိုလည်းကျမတို့ကသဘောတူပါတယ်ကျွန်တော်တို့ကသဘောတူပါတယ်ဆိုပြီးအန်ယူဂျီကသဘောတူထားတာ ICJ မှာဆွဲတဲ့အမှုဆိုလဲကျွန်တော်တို့ပါလုပ်ပါမယ်ကျွန်တော်တို့ပါဖြစ်ပါတယ်ဆိုပြီးသဘောတူထားတာအဲ့တော့အာဂျင်တီးနားအမှုလိုပဲ အာဂျင်တီးနားအမှုလိုပဲ ICJ မှာတကယ်လို့သာဂျနိုဆိုက်အမှုကိုစုပ်စုံစမ်းမယ်စစ်ဆေးမယ်တရားစွဲမယ်ဟဲ့ဆိုလို့ရှိရင်အဲ့ဒီခေတ်အဲ့ဒီအခါကအဲ့ဒီခေတ်အဲ့ဒီအခါကအုတ်ချုပ်နေတဲ့အစိုးရပိုင်းကြီးအကုန်လုံးပါအောင်မှာနောက်ဆုံးဒေါ်အောင်ဆန်းစုကြည်ကနိုင်ငံသားရေးဝင်ကြီးမလို့လွတ်တယ်ဆိုရင်တောင်မှဦးထင်ကျော်ကပါအောင်ပါအောင်မှာဒီတော့ခင်ဗျားတို့ပြဿနာကသူများကဘလို့မျိုးနဲ့ကိုယ့်ကိုတိုက်နေလေဘသူကဘလို့တိုက်နေလေခင်ဗျားတို့စဉ်းစားတာမဟုတ်ဘူး ခမားတို့ကခမားတို့လှုပ်ချင်တာပဲခမားတို့ရှောက်လှုပ်နေတာအခုခမားတို့သဘောပေါက်လောက်ပြီဥပမာဗမာပြည်ထဲမှာအရင်နှောင်းကခိုးဝင်ဘင်္ဂလီဆိုပြီးတော့ဘာဖြစ်လို့ခိုးဝင်ဘင်္ဂလီဆိုပြီးတော့အရင်နှောင်းကဗမာပြည်ထဲမှာရှိနေတဲ့ဘာသာသူတွေကအရင်နှောင်းကဘာဖြစ်လို့ခိုးဝင်ဘင်္ဂလီလို့អော်လဲဆိုသူတို့ပြောလိုက်မယ်ငါတို့ကနီးရတာကိုကြောက်တာကိုငါတို့ကိုဒုက္ခပေးမှဆိုးတာကိုဆိုပြီးတော့သူတို့ပြောလိုက်မယ်သို့တော့ခမားတို့ဘက်ကချင်းကပ်ပုံမမှန်တာဖြည့်ချင်းတာမမှန်တဲ့အခါကျတော့ အရင်တော့ကခိုးဝင်ပင်ကလေးလို့ပြောနေတဲ့သူတွေကိုပါခင်ဗျားတို့ကသွားပြီးတော့မိထီလာမှာတတ်တာဖြတ်တာလုပ်နော်ရန်ကုန်မှာတတ်တာဖြတ်တာလုပ်နော်မန္တလေးမှာတတ်တာဖြတ်တာလုပ်တဲ့အခါကျတော့သူတို့ကဘာသာရေးရသွားပြီးတော့ကိုဘက်နဲ့သွားပေါင်းလိုက်ပြီသွားပေါင်းလိုက်ပြီအဲ့ဒီလိုပေါင်းတဲ့အခါကျတော့ကိုယ်ထဲကရှိနေတဲ့အရင်တော့ကခိုးဝင်ပင်ကလေးလို့ပြောနေတဲ့သူတွေပါကိုဘက်နဲ့သွားပေါင်းလိုက်ပြီဘာသာရေးရသွားထူတော့ပေါင်းလိုက်တယ်ပေါင်းလိုက်တဲ့အခါခင်ဗျားတို့မှာပြည်တွင်းမှာရန်သူကပိုကြီးလာပြီ အဲ့ဒီလိုပဲနိုင်ငံသားကိုကြီးတဲ့အခါကျတော့လေနိုင်ငံသားမှကျတော့လူအခွင့်အရေးလူမျိုးစုပုံစံနဲ့ဟိုကပုံဖော်ထားတဲ့အခါကျတော့ခင်ဗျားတို့ဘလို့မှချင်းကပ်လို့မရတော့ဗျာခင်ဗျားတို့ဘလို့မှတိုက်လို့မရတော့ဘူးခင်ဗျားတို့ဘလို့မှဖြည့်ရှင်းလို့မရတော့ဒီတော့ခင်ဗျားတို့ရဲ့ပြဿနာတွေအကုန်လုံးကပြောရင်လေပြောတဲ့သူအကုန်လုံးကဆရာကြီးဖြစ်သွားတယ်ခင်ဗျားတို့ကဗမာအချင်းချင်းဗမာအချင်းချင်းအမြင်တွေပါတယ်ပြောပြလို့ရှိရင်မင်းကဆရာကြီးလား မင်းကဘာကောင်လဲမင်းကစောက်ယူပဲမင်းကဘာဖွဲတက်လို့လဲမင်းကအင်္ဂလိပ်စာဘလောက်တက်လဲမင်းကပါဠိဘလောက်တက်လဲမင်းကဘယ်နေရာကနေဘာဖြစ်လဲမင်းကဒုက္ခတယ်ပဲခင်ဗျားတို့ဖြည့်ရှင်းနေရတာပဲဒါပေမဲ့နိုင်ငံတကာမှာကြာရင်အဲ့လိုမဟုတ်ဘူးဒီတော့ခင်ဗျားတို့ပြဿနာကိုဘယ်လိုချင်းကတ်ကြမလဲပြဿနာကိုဘယ်လိုဖြည့်ရှင်းကြမလဲအခု ပြောချင်တာကဒါဘာသာရေးတွေနိုင်ငံရေးတွေပြောတာမဟုတ်ဘူးဘသူ့အမမဟုတ်နေတာမဟုတ်ဘူးငါတငယ်ချင်းကဘာဖြစ်တယ်ဆိုပြီးတော့မဘာသာကိုအလှထဲနေတဲ့ကိစ္စမျိုးလည်းမဟုတ်ဘူးစစ်တပ်ကကောင်တွေကသူတို့ကတည်တည်ချာချာချင်းကတ်တတ်တယ်သူတို့တည်တည်ချာချာချင်းကတ်တတ်တယ်ဘာဖြစ်လို့မင်းအောင်လိုက်အာနာသိန်းလဲမင်းအောင်လိုက်ကဘာကြောင့်အာနာသိန်းရမလဲဘာဖြစ်လို့လဲတိအချက်ဗမာပြည်မှာအစိုးရရှိနေပြီဟဲ့ဆိုရင် ဗမာပြည်မှာအစိုးရရှိနေပြီဟေးဆိုလို့ရှိရင်နိုင်ငံတကာမှာကအစိုးရတရက်နဲ့ဆက်ဆံမှုအတွက်ဒီ ICJ ကိစ္စတို့နော်ခင်ဗျားတို့ပြောတဲ့ double IWM တို့ဒါမှမဟုတ်ကုလသမဂ္ဂကလာပြီးတော့စုံစမ်းစစ်ဆေးဖို့ဆိုတဲ့ကိစ္စတွေကိုဒေါအောင်ဆန်းစုကြည်ရဲ့အစိုးရကအနည်းနဲ့အများဆိုသလိုအမြဲတမ်းခွင့်ပြုရတော့အစိုးရရှိတာနဲ့အစိုးရမရှိတာကွာတယ်နော်အစိုးရရှိတာနဲ့အစိုးရမရှိတာကွာတယ် အစိုးရတရားရှိပြီဟဲ့ဆိုလို့ရှိရင်နိုင်ငံတကာဥပဒေတွေနိုင်ငံတကာစံချိန်စံညွှန်းတွေအကုန်လုံးကိုလိုက်တာအကယ်၍အစိုးရမရှိဘူးဆိုလို့ရှိရင်နိုင်ငံတကာကိစ္စတွေပါတွေကိုနိုင်ငံတကာကဆွေးနွေးကြည့်ရင်တော့မှဆွေးနွေးလို့မရဘူးဥပမာအခုဒီ ICJ ကိစ္စတော့နော်ကြံတဲ့ကိစ္စတော့ဆွေးနွေးမယ်ဆိုလို့ရှိရင်ဗမာပြည်မှာအစိုးရဘယ်သူလဲခမားတို့ကိုယ်တိုင်ကပြောထားတယ်မင်းအောင်လှိုင်ကအစိုးရမဟုတ်ဘူးမင်းအောင်လှိုင်ကပြည်သူရွေးချယ်တင်မြှောက်ထားတဲ့အစိုးရမဟုတ်ဘူးမင်းအောင်လှိုင်ကအာဏာသိမ်းထားတဲ့ကောင် ခမားတို့ပြောတဲ့အပေါ်မှာမူတည်ပြီးတော့နိုင်ငံတကာကအစိုးရမရှိတဲ့နိုင်ငံကိစ္စမှာတကယ်အရေးပေါ်ကိစ္စကြီးတွေကိုဘလို့ဆွေးနွေးမလဲဘလို့ဆွေးနွေးမလဲအန်ယူဂျီကလည်းအစိုးရမဟုတ်ဘူးမင်းအောင်လှိုင်ကလည်းအစိုးရမဟုတ်ဘူးအဲ့ဒီလိုမဆွေးနွေးနိုင်ဘူးဆိုလို့ရှိရင်ဒီရိုဟင်ဂျာအရေးကဘလို့မှမပြီးတော့ဘဲနဲ့နောက်တက်လာမယ်တက်လာမယ်တက်လာမယ်အစိုးရပေါ့တကယ်အစိုးရဖြစ်မဲ့လူတွေအကုန်လုံးကိုဒီပြဿနာတောက်လျှောက်ဆင့်မှာပဲအဲ့လိုဆင့်တဲ့အခါမှာအခုခင်ဗျားတို့ကဖက်ဒရယ်ပြောပြီစကိုင်းစကိုင်းကဖက်ဒရယ်ရပြီပြည်နယ်ရပြီစကိုင်းမှာ 今年的收呀，日干一收呀为 PP，我收呀为 PP，别收呀为 PP 不？多少个地农民家的搞农，哎，农民也有，俺都撇清蛮受不了，多少生产嘛不好不？日干一嘛，现在路的呀，路日干一比呢，一比二，收少的嘞，给啥？多少偏肥多，啥比地头比要不给啥？多少生产嘛？你看嘛，地农民家给啥个？他给的给高毛腰了嘛？一看一比嘛，欧洲蛮收呀，不都在买欧洲欧洲？ 我嘛，我说阿萨利亚表呢，大伯，也开的表咯，戴的表，啊，如今伢那伢伊吧，蒂莎嘛手表了，阿萨利亚表呢嘞，阿萨利亚蒂莎啊没给啥，不就对面伢表来说，不就中间伢蒂莎啊没给啥，俺哩落给啥嘛驾照嘞，俺有几样伪手表，俺有几样伪手表，你说别的哪里个？可别着嘛不漏钱干嘛嘞？可别着嘛，他该骗钱毛多，人咋来瞎看伢？可别着嘛骗钱毛多，也挺实在嘛咯。俺这个不漏骗钱买走嘞，人咋没有？可别着嘛，洗笔了。 我嘛，我今朝做别的路啵，今朝生产路可能了生产机嘛生产类没，然后三手机也零零都生产类没，然后碰到阿位黑手嘞，等下开家路喂，A A 接轿车没，然后嘛，我他们吃专卖路嘞，然后过年生肖杯嘛，两子没得事嘞，走路阿内种诺直巴直卡，喏，谁多阿没，谁多阿就是三百路没有做了嘛，走路高年嘛开类没，给不对我路表来啵，我嘛七毛月幺呢没毛的嘛，七毛月该出来表来啵，啊七毛月过出来表嘞没嘛的比较，A A 里三多的有表来没？ ။ဟေးချင်မောင်ရွက်ကချိုးတယ်ချိုးတယ်ပေါ့။ချိုးတယ်ချိုးတယ်ပြောတယ်ဆိုတာဘာဖြစ်လို့ချင်မောင်ရွက်ကချိုးသွားလဲဆိုတော့တကြားနဲ့ထင်းချက်နဲ့ထဲခိုင်းတာ။အဲ့တော့အညာကနေပြီးတော့ဆနတ်အညာကနေပြီးတော့ချက်နော်။တကြားဆိုလို့ရှိရင်ဟိုကြံထွက်တဲ့နေရာကနေပြီးတော့ချက်အဲ့လိုမျိုးနဲ့ပေါ့။ဟိုအတိတ်ဖော်လို့ရတယ်။အခုကြောင့်အတိတ်လည်းဖော်လို့မရတော့။အတိတ်ဖော်လို့မရတဲ့အခါမှာ NLD ဟာဒေါအောင်ဆန်းစုကြည်နဲ့မောင်းနေနေတဲ့အဖွဲ့အစည်းဖြစ်တော့ကောင်းပြတ်တဲ့ကြက်ခန္ဓာကိုယ်လိုပဲဖလာဖလာနဲ့ပြေးကျင်တာပြေးစင်ကျင်တဲ့နေရာစီပြစ်ကျင်တာတွေဖြစ်တာပေါ့အဲ့တော့ကျွန်တော်ပြောခြင်းနဲ့အဓိကအကြောင်းအရာတွေအကုန်လုံးက ို့ရန်သူကိုကိုဘလို့တိုက်ပါလေအဲ့လိုပြောတဲ့အခါမှာအခုစစ်တပ်ကိစ္စလာပြီခင်ဗျားတို့ကြားကျင်တဲ့ဟာတွေခင်ဗျားတို့ကိုပြောမယ်အခုဆိုလို့ရှိရင်ရခိုင်မှာပို့ပြီးတော့ဘုံကျဲနေတယ်ရခိုင်ပြည်သူတွေသေးနေတယ်ဒီဘုံကျဲတဲ့ကိစ္စကမနှက်ဖန်မိုးကုတ်တို့မိုးမိတ်တို့ကိုရောက်မလားမရောက်ဘူးလားဘယ်သူမှမသိဘူးနော်ဒီတော့ရခိုင်မှာဖြစ်နေတဲ့ကိစ္စမှာငါးနှစ်ပြည်တော့ငါးနှစ်ပြည်တဲ့ကာလမှာတိအချက်လေရင်ကွင်းတွေဖျက်ဆီးနိုင်လား no လေရင်ကွင်းတွေကိုခင်ဗျားတို့ဖျက်ဆီးနိုင်လား no လေရင်တွေကိုဖျက်ဆီးနိုင်လား no ရန်သူရဲ့တပ်မကြီးတွေကိုချနိုင်လား no ခင်ဗျားတို့ကဘာမှမလုပ်နိုင်ဘူးရန်သူကမိုးကုတ်ကိုပဲတိမ့်တိမ့်မိုးမိတ်ကိုပဲတိမ့်တိမ့်ရခိုင်ကိုပဲသွားသွားအဲ့တရွာလုံးကသဘုံလို့တတ်မှတ်ထားတာရန်သူကမိုးကုတ်ကိုသွားလို့ရှိရင်မိုးကုတ်မျိုးသူမျိုးသားတွေအကုန်လုံးကသဘုံလို့တတ်မှတ်ထားမှာဒီတော့ရန်သူရဲ့တိုက်ကွက်ကရန်သူကနော်မင်းအောင်လိုင်ကလူတိုင်းကိုပြည်သူတိုင်းကိုရန်သူလို့တတ်မှတ်ထားတာခင်ဗျားတို့ကြတော့ ်ခမားတို့ကြတော့နေပြည်တော်ကြီးပြက်စီးမှာစိုးရိမ်နေတာဒီတော့ချင်းကတာမတူတော့ဘူးငင်းချမ်းအောင်ချင်းကတာနဲ့မဆုစုမြချင်းကပုံတွေကတူတယ်ဟိုအန်ယူဂျီချင်းကတဲ့ဟာနဲ့ကမတူဘူးနောက်ပြည်သူကိုပြောတဲ့စကားတွေအမှားတွေအကုန်ပေးတာတိအချက်ငါတို့အင်အားနဲ့ငါတို့နေပြည်တော်ကိုသိမ်းနိုင်မလား မဟာမိတ်အင်အားတွေလိုတယ်ဆိုလို့ရှိရင်မဟာမိတ်တွေကဘာမှသဘောတူညီချက်တွေမပေးဘဲနဲ့ကိုကဘာဖြစ်လို့နေပြည်တော်ကိုလမ်းများအလုံးနေပြည်တော်လို့ဆိုပြီးတော့ကိုဟာကိုပြောထားတယ်နောက်ဆုံးကုတ်ကုံပြောလို့ရှိရင်ခမားတို့ဖြစ်နေတဲ့ပြဿနာတွေအလုံးကြီးရန်သူကပြည်သူကိုရန်သူလို့မြင်ခမားတို့ကရန်သူကိုနော်ဟိုဘယ်လိုပြောမလဲဆိုတော့ရန်သူကိုငါတို့ပြောရင်ရမယ်ဆိုပြီးတော့ထင်တယ်သွားလိုက်ပြီသွားလိုက်ပြီအကုန်လုံးကဥကြောင်ကြားတွေဖြစ်ကုန်ပြီ နောက်တစ်ချက်ကခမည်းတော်တွေအခုတရားနယ်လေးကိုပြောတယ်။ကချင်ကိုပြောတယ်၊ကရင်ကိုပြောတယ်၊ရခိုင်ကိုပြောတယ်၊မိုးကိုပြောတယ်ပြောချင်တယ်လို့ပြော။ဘိုးကျောင်းအောင်စန်းတော်မှခမည်းတော်ခမည်းတော်ကခမည်းတော်လိုချင်တဲ့ကိစ္စကိုပြောတာနော်။ဘိုးကျောင်းအောင်စန်းကဂတိပေးထားတယ်။ခမည်းတော်ကျွန်တော်တို့နဲ့ဆယ်နှစ်ပေါင်းကြည့်ပါ။နော်။ကချင်နေ၊ရှမ်းနေ၊ချင်းနေကလိလာတို့။ကချင်နေ၊ရှမ်းနေ၊ကချင်နေအော်ကချင်ရဲ့ရှမ်းရဲ့နော်စော်ပွားတွေအကုန်လုံးကိုပြောတယ်။ကျွန်တော်တို့နဲ့ဆယ်နှစ်ပေါင်းကြည့် ပေါင်းကြည့်လို့ခင်ဗျားတို့မချေနှက်ဘူးဆိုရင်ခွဲထွက်အန်ယူဂျီနေနေကဘယ်သူ့အမှာဗာဂရီမပေးမထားဘူးအန်ယူဂျီဘယ်သူ့အမှာဗာဂရီမပေးမထားဘူးကျွန်တော်ပြောတာခွဲထွက်ဆိုပြီးတော့ပြောတဲ့ကိစ္စမဟုတ်ဘူးခင်ဗျားတို့ကချင်နေနော်ဒီဥစ္စာပေါ့ပြီးသွားလို့ရှိရင်ခင်ဗျားတို့ကချင်နေမြေကြီးမှာခင်ဗျားတို့ကခင်ဗျားတို့အုပ်ချုပ်လို့ရအောင်ကျွန်တော်တို့ဗမာစစ်တပ်တွေအကုန်လုံးကိုကျွန်တော်တို့ပြန်ထုတ်ပေးပါမယ်အဲ့ဒီတော့ခရီးတော်မှာအန်ယူဂျီကပေးနိုင်တာမဟုတ်ဘူး ကျွန်တော်ပြောတာနော်ကချင်တွေကိုခွတ်ထွက်ဖို့လို့ကရင်တွေကိုခွတ်ထွက်ဖို့လို့ရှမ်းတွေကိုခွတ်ထွက်ဖို့ပြောတာမဟုတ်ဘူး UNG အနေနဲ့ဘာကတိတွေပေးနိုင်လဲဥပမာကျွန်တော်တို့ UNG အစိုးရတာအစိုးရဖြစ်ခဲ့ကျွန်တော်တို့ဗမာတပ်တွေဗမာတပ်တွေဗဟိုတပ်တွေခမရတို့ကချင်ပြည်နယ်ထဲမှာတစက်မှမထားပါဘူးအဲ့ဒီလောက်တော့ကတိပေးနိုင်တာမဟုတ်ဒီခါမှာခမရတို့အနေနဲ့မဟာမိတ်တွေယုံကြည်မှုလို့နော်မဟာမိတ်တွေရဲ့အကူအညီပေးမှုလို့ဆိုတာတကယ်တကယ်တမ်းပြောရင်ရစရာရဖို့တော့မှမသိဘူး ဒါပေမဲ့ခမားတို့ကိုမဟာမိတ်တွေအကုန်လုံးကပေးတယ်ခမားတို့ကိုမဟာမိတ်တွေအကုန်လုံးကပေးတယ်ဒီကကြတော့ခမားတို့ရဲ့ပြဿနာပါလဲဆိုတော့ခမားတို့ကဗဇက်စီးမဆောင်မှုတွေခမားတို့ရဲ့လုံပုံကိုင်မှုမဟုတ်တွေဥပမာဟိုအဖွဲတွေပေါင်းပြီးတော့စကားပြောမယ်ဟေ့ဆိုလို့ရှိရင်ဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်နဲ့သဘောမတူရင်ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးတကယ်ဒီမိုကရေစီကိစ္စမှာဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်သဘောမတူတော့မှအများသဘောတူရင် ဒီမိုကရေစီနီးစနစ်အရာပေးရတယ်အဲ့ဒီကိစ္စက NLD ဆိုတဲ့လူတွေအကုန်လုံးတည်တည်ချာချာသိဖို့လိုတယ်အခုပြောနေတဲ့ကိုနေဖုတ်လတ်တို့တော့ရှိတဲ့လူတွေအခုမဆင်မအောင်တို့ရှိတဲ့လူတွေခမားတို့အဲ့ဒီကိစ္စမှာဘာမှအဝေးကြီးကိုအဝေးကြီးကိုသွားပြီးတော့ဥပမာယူစရာမလိုဘူးဒီမိုကရေစီခင်မှာဒီမိုကရေစီစနစ်မှာဒေါအောင်ဆန်းစုကြည်နဲ့ဦးဝင်းမြစ်ကသဘောမတူဘူးသို့တော့ ကချင်နေကရင်နေကရားကောင်းဆောင်တွေအကုန်လုံးကသဘောတူရေဒီမိုကရေစီနည်းအရဒေါအောင်ဆန်းစုကြည်ရောဦးဝင်းမြင့်ကောလက်ခံအဲ့ဒီကိစ္စကခမားတို့ NLD ထဲမှာပဲဖြစ်ခဲ့တယ်ဝင်ပြီးတော့ပြင်မယ်ပြင်ပြီးတော့ဩပြင်ပြီးမှဝင်မယ်ဝင်ပြီးပြင်မယ်ဒေါအောင်ဆန်းစုကြည်ကဝင်ပြီးပြင်မယ်ဆိုပြီးတော့ပြောတဲ့အချိန်မှာဦးဝင်းတင်ကပြင်ပြီးမှဝင်မယ်ဆိုပြီးပြောတယ်ခမားတို့ NLD သမိုင်းတွေကိုတည်တည်ချာချာပြန်ကြည့်မဖြူဖြူသင်းတို့ကိုတည်တည်ချာချာမဲကြည့် UNG နဲ့အခုပူးပေါင်းပြီးလုပ်နေတဲ့မဖြူဖြူသင်းတို့ကိုမဲကြည့် ကိုဂျင်မီတို့မေးကိုဂျင်မီတို့မမေးနဲ့ပေါ့ဗျာကိုမင်းကိုနိုင်ကိုမေးကြည့်ခင်ဗျားတို့တမိုင်းနေရသူများရှိမှသွားပြီးတော့ဟိုဥပမာယူစရာမလိုဘူးခင်ဗျားတို့ NLD အဖွဲ့အစည်းထဲမှာပဲပြင်ပြီးမှဝင်မယ်ဝင်ပြီးမှပြင်မယ်ဒေါအောင်ဆန်းစုကြည်နဲ့အများစုက ပြင်ဝင်ပြီးပြင်မယ်ဖြစ်တဲ့အခါမှာဥဝင်းတင်ဟာဒီမိုကရေစီကို လေးစားခဲ့တယ် ဦးဝင်းတင်ဟာဒီမိုကရေစီကို လေးစားပြီးတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဝင်ပြီးမှပြင်မယ်ဆိုတဲ့အစီအစဉ်အတိုင်းဒီမိုကရေစီစနစ်အရာဒီမိုကရေစီကျင့်ဝတ်တွေကျင့်ထုံးနေအရာဦးဝင်းတင်လေးစားခဲ့လိုက်နာခဲ့တယ်ဦးဝင်းတင်ရဲ့အပေါင်းအမတွေအကုန်လုံးလိုက်နာခဲ့တယ်ဘာတစ်ခေါမှမပြောခဲ့ဘူးသို့တော့ခမရတို့အခု UNG ဆိုပြီးတော့အဖွဲ့အစည်းဖြစ်ထားတယ် CRPH ဆိုပြီးတော့အဖွဲ့အစည်းလုပ်ထားတယ် NLD ဆိုပြီးတော့လှုပ်ထားတဲ့အချိန်မှာတိုင်းရင်းသားတွေအကုန်လုံးကအခြေခံဥပဒေတွေတည်တည်ချာချာရေးမယ် တိုင်းရင်းသားတွေအကုန်လုံးကဓာရီဓာရီလိုချင်တဲ့အချိန်မှာခမားတို့ကဒီမိုကရေစီကိုခမားတို့ဆန့်ကျင်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်သဘောမတူလို့ရှိရင်ကျွန်တော်တို့ကဘာမှမလုပ်နိုင်ပါဘူးဆိုပြီးခမားတို့ယူကြည်အောင်ဆောင်ခဲ့အဲ့ဒါတွေကချင်းကပ်ပုံဝင်ဖြည့်ရှင်းပုံဝင်ပွားမယ်လာမယ်ပုံတွေဒီတော့ခမားတို့တွေတည်တည်ချာချာစဉ်းစားပါဒေါ်အောင်ဆန်းစုကြည်ပြောထားတာရှိတယ်အန်အေဒီအဖွဲ့ဝင်တယောက်ဟာဒေါ်အောင်ဆန်းစုကြည်လိုပဲအရေးချင်းရှိတယ်ဒေါ်အောင်ဆန်းစုကြည်ပြောထားတဲ့စကား ရောအောင်ဆန်းစုကြည်နဲ့နီကီဥစ္စာအာနီကီအေရှားနဲ့ပေါ့ဂျပန်မှာအင်တာဗျူးတဲ့အချိန်အန်နရီအဖွဲ့ဝင်တယောက်ဟာရောအောင်ဆန်းကျမတို့ပဲအရေးချင်းရှိပါတယ်ကျမတို့အန်နရီဟာဒီလိုမျိုးနဲ့တိဆောက်ထားတာပါရောအောင်ဆန်းစုကြည်လို့အရေးချင်းရှိတဲ့အန်နရီအဖွဲ့ဝင်တွေအကုန်လုံးနဲ့တိဆောက်ထားတဲ့အခါမှာဘဟုကော်မတီဖြစ်တဲ့လူဆိုတာအန်နရီမှာဘဟုကော်မတီဖြစ်တဲ့လူဆိုတာရောအောင်ဆန်းစုကြည်တဲ့တောင်မှာပိုးတော်အောင် ိုးအရေးချင်းရှိအောင်မယ်ပို့ပြီးတော့မှတ်ဉဏ်တွေကောင်းအောင်မယ်ပို့ပြီးတော့ဖြည့်ရှင်းတတ်အောင်မယ်ဒီတော့ခမားတို့တွေအကုန်လုံးကိုပြောတာပါဗမာတွေနော်မင်းတို့ကမင်းတို့ဘာသာရေးပဲလုပ်လို့မင်းတို့ကမင်းတို့လူခွေရေးပဲလုပ်လို့မင်းတို့ကမင်းတို့တော်လှန်ရေးပဲလုပ်လို့ကိုရန်သူကကိုကိုဘလို့တိုက်နေလဲငါတို့ကဘလို့ချင်းကပ်မလဲငါတို့ကဘလို့ဖြည့်ရှင်းမလဲအဲ့ဒီလိုမျိုးအတွေးခေါ်မရှိဘူးဆိုလို့ရှိရင်ဗမာစကားပုံလေးနဲ့ပဲညီကုန်းချုပ်ကြရတာပါ ကံမရှိဟမ်ဟုတ်တယ်ကံမရှိညာရှိတိုင်းမွဲတဲ့အဲ့ဒါဗမာစကားပေါ့ကံမရှိလို့ရှိညာရှိတိုင်းမွဲတဲ့ခမည်းတော်ကိုလှုပ်ရမယ့်အလုပ်ကိုကိုမလှုပ်ဘူးကိုပြောအဟုတ်ဘယ်လိုပြောမလဲဆိုတော့ကိုကိုဖြည့်ရှင်းရမယ့်ကိစ္စကံဆိုတာဗျာကံကံကြီးအကျိုးဆိုတာအလုပ်လှုပ်လို့ရှိရင်လှုပ်တယ်လို့ပေါ့အကုန်လုံးဖြစ်တယ်အခုကခမည်းတော်ကကံမရှိတော့ညာရှိတိုင်းမွဲတဲ့ဆိုပြီးတော့ခမည်းတော်နိုင်ငံတကာကနေပုံသူကူးလာတဲ့နော်အိုင်ဒီယာတွေအကုန်လုံးပေါ့ 爱年数了，爱滴呀呗，爱滴呀说啦，够牛逼了！看那都表嘞，瞅着啥啥手表嘞，老东呀，妈逼多了，现在都那样嘞，比如干，你比如灯笼，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 都年轻人都手表了，他妈都冇巴西嘞，冇冇冇冇巴西都冇撇嘞，瞅着啥啥耳机也撇断，过年放假就撇嘞，弟弟一考来，都捞捞来啦，冇捞来冇捞来都冇撇嘞，哎呦，不妈逼都撇到嘞，够了！你看那个青年的有几家吧？你看那个青年的有几家吧？ ငါတို့ဘာလုပ်နေလဲငါတို့ဘယ်လိုဖြေရှင်းမလဲငါတို့ဘယ်လိုသွားမလဲတရားယုံကသာအခုအမိတ်မချသေးတာတရားယုံကသာအမိတ်မချသေးတာတရားယုံမှသာတရားဆွဲခွင့်ရှိမရှိကိုမသိသေးတာဒါပေမဲ့နိုင်ငံတကာမှာဘာဖြစ်သွားပြီလဲဗမာပြည်ကဂျန်နိုဆိုက်လုပ်တဲ့နိုင်ငံဆိုပြီးတော့အကုန်လုံးဖြစ်သွားပြီအဲ့တော့ကျွန်တော်တစ်ခါတစ်ခါကြားလို့ရှိရင်ကျွန်တော်လူတွေမုန်းနေကျွန်တော်လူတွေမုန်းနေမုန်းနေဆိုတာဘာလဲဆိုတော့ဗမာပြည်မှာစစ်တပ်ကကျူးလွန်လာတယ်ရိုဟင်ဂျာမှမဟုတ်ဘူးအကုန်လုံးကိုကျူးလွန်လာ လိုရင်ကြာမှမဟုတ်ဘူးအကုန်လုံးကိုကျူးလွန်တာဘာသာကလည်းဒီဒီဘာသာမှကျူးလွန်တာမဟုတ်ဘူးကျန်တဲ့ဗုဒ္ဓဘာသာတွေအကုန်လုံးခရစ်ယာန်တွေအကုန်လုံးလည်းကျူးလွန်တာတိုးတော့ကိုကချင်းကပ်ပုံမမှန်ဘူးကိုကဖြည့်ရှင်းတာမမှန်ဘူးဆိုတဲ့အခါသေတော့ပေါ့သေလိုက်ပေါ့မင်းတို့ဗမာတွေအကုန်လုံးသေလိုက်တော့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 ဆိုပြီးပြောရင်းနဲ့အားလုံးညီကုန်းချုပ်ပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ပြောနေကြအတိုင်းပေါ့အသက်ကိုညံဆောင်ပါတယ်အခုထပ်ပြီးတော့ပြောလို့ရှိရင်တော့ ကံမရှိညာရှိတိုင်းမွဲတာပေါ့ကံမရှိအခုကဘလို့ဖြစ်နေလဲဆိုတော့ကိုကဟိုဘလူဘလူတခြင်းလည်းမသိပါဘူးခါချင်းကောင်းမန်ကြီးတောင်ကြီးဖြိုမဲ့အကျမ်းပါခါမတန်ဘာညာတာတကာဆိုပြီးတော့အဲ့လိုမျိုးဖြစ်တယ်လို့မျိုးပေါ့ပြီးတော့သေးသေးချာချာခင်ဗျားတို့စဉ်းစားဖို့လိုတယ်ဟိုနိုင်ငံတကာအကောင်တွေစဉ်းစားတာကနော်နိုင်ငံတကာအကောင်တွေစဉ်းစားရတဲ့ဆိုတဲ့ဟာကခင်ဗျားတို့စားနေတဲ့ဆန်အာဟာရမရှိဘူးနိုင်ငံတကာအကောင်တွေစဉ်းစားတဲ့ကိစ္စကခင်ဗျားတို့စားနေတဲ့ဆန်တွေမဆူဆူမြတ်ဆိုလို့ရှိလို့ရှိရင် ဒါကျမ်းမာရေးဝန်ထမ်းတွေထဲမှာပါတယ်မေ့ကြည့်ခမားတို့စားနေတဲ့ဆံပြူသီးအဟာရမရှိဘူးသူတို့စားနေတဲ့ဂျုံသီးလည်းပြောလို့ရှိလို့ရှိရင်အဟာရမရှိဘူးသို့တော့အခြေခံအစားအစာပဲဖြစ်တဲ့အဟာရရှိအောင်ဆိုလို့ရှိရင်အသီးအနှံတွေကူရမယ်နော်အသားတွေစားရမယ်ဒီလိုမျိုးပေါ့အဲ့တော့ခမားတို့စဉ်းစားဖို့စဉ်းစားနည်းတွေသေးသေးချာချာလှုပ်ဖို့လိုတယ်အဲ့လိုပဲငငယ်တုန်းကလိုပဲသမင်းစီစမ်းနဲ့ရွှေလင်ပန်းကြီးပေးပါဆိုပြီးတော့အဲ့လိုမျိုးတော့မလုပ်နဲ့ အကုန်လုံးယူကုန်ပြီးတော့ကဘာကြီးနဲ့ခင်ဗျားတို့ဆက်ဆံလို့မရဘူးဆိုတာတည်တည်ချာချာစဉ်းစားကြပါအဲ့တော့အသက်ကိုညံဆောင်ပါတယ်နော်ကံမရှိရင်ညံရှိတိုင်းမွဲပါတယ်အားလုံးပဲကိုယ့်ဟာကိုစဉ်းစားကြပါနောက်တစ်ချက်ကတော့ရခိုင်နေခင်ဗျားတို့ဘလို့ချင့်ကပ်မှာလဲနော်ရခိုင်နေကိုပြောချင်တာခင်ဗျားတို့ဘလို့ချင့်ကပ်မှာလဲအတူတူနေမဲ့လူတွေကိုလူမျိုးစုနှစ်စုဆိုပြီးတော့ချင့်ကပ်မှာလားဒါမှမဟုတ်လို့ရှိရင်ခင်ဗျားတို့ဘာသာမတူဘူးဆိုပြီးချင့်ကပ်မှာလားအဲ့ဒါဆိုရင်တော့ခင်ဗျားတို့ပြဿနာတွေပို့ပြီးတော့ကြီးလိမ့်မယ်အဲ့တော့ခင်ဗျားတို့ကိုခင်ဗျားတို့ကိုနော် 我叫村民来把表嘞，表嘞人多吧？喏，弟、啊，你罗表嘞怎么没得消路钱咯？怎么没得婆屋里消表路钱咯？今朝弟嘞怎么没啵？他妈逼个喏！弟不认为你个，而且都喂药了。今朝弟嘞，我找找当场罗罗表嘞啊！弟不认为你阿弟表，而且都药了了。他找不咯？这爷爷阿弟嘞么啦？爷爷阿娘又下人嘞哦，一咬的带路把路咬光嘞。这青年阿都打工到哪里嘛？你嘞你阿妈干你嘞？乡里阿的路要得啵？ သူတို့အခုကသူတို့တမိုင်းတွေလှုပ်ထားတာဘလို့ဖြစ်ကုန်ပြီလဲဆိုတော့ဗမာပြည်ကနေပြီးတော့အခုတိဘက်အနယ်တွေမဟုတ်တော့ဘူးအရက်အနယ်တွေကဗမာပြည်ကိုအကုန်သိမ်းထားတယ်ဆိုတဲ့ဟာမျိုးတွေပါဖြစ်ကုန်ပြီဒါကတယောက်ချင်းနှစ်ယောက်ချင်းနဲ့ဆိုင်နေဆိုပေမဲ့သူတို့ရှိမှလဲကျွန်တော်တို့မဘာသားတွေလိုပဲယူကြောင်မူကြောင်ရှိတဲ့ကောင်တွေအများကြီးပဲအဲ့တော့အသက်ကိုညံဆောက်ပါတယ်အသက်ကိုညံဆောက်ပါတယ်ဖြည့်ချင်းဖြည့်ရှင်းပုံလေးချင်းကပ်ပုံလေးမှန်ကန်ကြပါစေပြောရင်းနဲ့ဒီ live ကို